န်းခနဲ့စစ်ကေဂျီဦးထင်ကျော်နဲ့ညီတဝန်းခွဲတော်ဆက်သူဝုတ်လုံတော်ရမင်းဦးသားလေးမှာစစ်ကေဂျီမတီမီတလလောက်မှာပင်ရွှေဘူးသူပြောင်းရွှေ့နေထိုင်လျက်ရှိရာမိမိအကိုတီးဆုံးချောင်းကိုကျင်းနှံရရှိသည့်ဖြင့်နိုင်ကြီးပြန်တစ်ချက်ယထားနဲ့လိုက်လာ၍လင်စစ်ကေဂျီအိမ်သို့ရောက်လာ၏ဝုတ်လုံတော်ကြီးသည်မိမိအကို၏အသုံးစွဲကြီးချောင်းကို အရေးမြတ်တာတည်ရှိခဲ့ရာအိမ်သို့ရောက်၍ပတ်စံကျင်းွေမကြံရင်ပဲလျက်အကျွေးမြတာကြံရင်ချောင်း တမိကလေးစားတော့ရရန်အတွက်လဲပတ်စံတပြားမှချမ်းရွေမထားခဲ့သည့်ပြင်မိမိ၏အလောင်းကိုတကြွရန်အတွက်ကိုမြငွေကြီးအလွယ်တကူမရှိကြောင်းကိုကြားသိရလေများစွာအော၍စက်တီတီလေးရဲ့နေလေဝလုံတော်ကြီးမှအသက်40ကျော်ခန့်ရှိပြီဘောဝတုတ်တုတ်ထောင်းထောင်းမောင်းမောင်းနဲ့အင်ဂျီကြီးသောမျက်နှာထားရှိလျက်လူထဖက်သားနဲ့အယောတဝင်ပြောဆိုလေးမရှိကုန်ဤသူအကြောင်းစုပ်ကိုကြားသိရလေဝလုံကြီးသည်အယူခန်းတွင်လူလာခက်လျက်နေရာမှမောင်ထုံးမြတ်ဘက်သို့လဲပြီးလျှင် တဲရှစ်ဆရာကောင်းပါလားသူများတို့ကတုံးကြဆွဲကြပါရဲ့သူ့တော့ဒီလိုလူမျိုးတော့ကြားပဲမကြောက်ပါဘူးပြောလိင်မောင်ထုံးမြက်ကမန်ပါနင်းနေအမျော်မြင်နေရကြတာပါပဲဟုပြောရဘာတဲ့မောင်အမျော်မြင်နေတယ်တဲ့အမျော်မြင်နေတာမကဘူးမောင်ရဲ့ဒါကယူရမိုက်တာလူယူလူမိုက်ဘယ်နဲ့မောင်ရဲ့ဒီလိုလူမျိုးမောင်ကြားဘူးရဲ့လားမောင်ရဲ့ကြည်စမ်းပါယခုမိန်ကလေးမှာဘုံကနေသူတွေသွား နေစရာအိမ်တော်မရှိရဘူးတဲ့ထွေဒါနဲ့ဒီအိမ်ကိုမောင်ကဝယ်ပြီးပြီလို့ခင်စင်ကြီးကပြောတယ်ဟုတ်တလားမန်ပါဝယ်ပြီးတာ3လလောက်ရှိပါပြီอืมတဲကောင်းတယ်လူပဲကြည်ပါဗျာတေလူမအလောင်းတကြူစရာမရှိအောင်လှုပ်ပဲလှုပ်လို့တယ်ခင်စင်ကြီးကသူ့လက်ကောက်ဝေါ်ကလေးများရောင်းချပြီးတကြူရအောင်မောက်အပ်ထားတယ်ဆိုမန်ပါရောင်းရတဲ့ငွေနဲ့တက်တက်အောင်တကြူပြီးကျန်တာကျွေးဆက်လှုပ်ပြောပါတယ် อืมတဲကောင်းတဲလာတက်မြက်ပါပြီတဲ့ပြောချင်ပါဘူးလေသူ့အကြောင်းတော့မင်းကလေးတောင်ကိုကခွန်မတော်ပါဘူးလေတဲကောင်းတဲကောင်းဟုပြောလေဈေးလိတ်ကိုတလိတ်ပြီးတလိတ်ညီရေတောက်ပြီးလေအယူခန်းတွင်စက်ကြံလျှောက်လေနေလေစကေကြီးဥထင်ကျော်၏ဇာပနာကိစ္စပြီးစီးသည့်နောက်တနေ့နန်းနန်း၌ဝလုံတော်ရမင်းဦးတာတင်းသည်မိမိဝေါ်စီစလင်မျိုးကို မြင်းထားပေါ်သို့တင်ပြီးမှမြင်းထားတကားကိုကင်လေကဲ ဦးလီတောင်းမန်တော်တို့မှရင်နံချောင်းကကိစ္စပြပြချင်းဦးလီပြန်လာခဲ့မယ်။မင်းတော်နဲ့ရွှေဘုံမှာနေနေအောင်တော်ဟုပြော၍မောင်ထုံးမြတ်ဘက်သို့လဲပြီးလင်ကျေးဇူးပုံကြီးတင်ပါနဲ့မောင်ရဲ့မောင်ရှိလေဥပ္ဖေဘယ်နဲ့များလို့ရမယ်တော့မသိဘူး။ရွှေဘူးလည်းမကြမ်းကြလာလဲပါနော်။မန်ပါရောက်တဲ့အခါဝင်ပါမယ်။အင်းတောင်းမန်တော်မောင်တွားပြီးတို့မှဟူနှုတ်ဆက်လေ။သူကခင်းစင်ကြီးသည်များစွာမျက်နှာပူသောမျက်နှာနှင့်ဦးလေးအနီးသို့လာ၍ဦးလေး ျမမှဈေးမလုံလောက်လို့ပြောရင်အလိုဟုတ်သွားပဲငါလုံလုံတတိမြောက်ဘူးဟဲ့ဟုပြော၍မိမိပြဿနာအိမ်ကိုထုတ်၍ကြည်ပြီးလင်အလိုဥမာလဲငွေနဲနေပါလားရွတ်တူမကဲဒါနဲ့လောက်ကြည်တုပ်သွားပြီတော့ဟုဆို၍ငွေစကူဆယ်နန်တစ်ချက်ကို ပေးခဲ့ပြီးလင်ရထားပေါ်သို့တက်သွားလေဝှက်လုံးကြီးရင်းနှံချောင်းသွားသည့်တင်းမောစိတ်သူဆင်းပြီးနောက်အနှင်းငယ်ကြလေရခင်စိမ်ကြည်သည်ရွှေဘူးရထားထွက်ချိန်နေသည်ဖြစ်သောကြောင့်မိမိယူရန်ရှိသမျှတို့ကိုတင်စီ၍ မစောဆိုသည့်အစီခံတငယ်မလေးနဲ့မြင်းထားပေါ်သို့တက်ကြလေအခြားအစီခံတို့လည်းမိမိတို့တခင်မလေးနဲ့ငယ်စဉ်ကစ၍အတူနေထိုင်ခဲ့ကြသည်ဖြစ်သောကြောင့်များစွာချစ်ခင်မြတ်နိုးရှိကြရာကခင်စင်ကြီးနှင့်ကွဲရရတော်မူဟုများစွာငိုကြည်လျက်ရှိကြကုန်၏ခင်စင်ကြီးသည်၎င်းတို့အားထိုက်တည့်လျောက်ပြောဆိုပြီးလျင်အားလုံးကိုမြည်ရည်ဆက်လက်နှုတ်ဆက်ပြီးသည့်အခါယထာလဲမောင်းသွားလေမောင်းထုံးမြက်လည်း မိမိစပိန်ကိုစီးလျက်မြင်းထားနှဘေးမှလိုက်လေမိထားဘူးတာရုပ်သူရောက်လေ မောင်ထုံးမြက်သည်ဝိုးစည်းစလေးမျိုးကိုတစားလုပ်၍ပထမတန်းလက်မှတ်နှဆောင်ကိုယူပြီးလေခင်းစင်ကြီးအားပေး၍ခင်းစင်ကြီးနှင့်မစိုးတို့ကိုမိထားပေါ်သို့နေရာတကျတင်ပြီးပြီးလေမိထားနှဘေးတွင်ရက်လျက်နေသည့်အခါကျမကျေးဇူးတင်တော့ပြောရလေပြောလို့တော့မဆုံးနိုင်ပါဘူးမောင်ကြီးရဲ့ကျမတို့သွားကြည့်ပါဦးမယ်ဦးလေးကလည်းမောင်ကြီးကရောက်တဲ့အခါဝင်မယ်လို့ ဝေါ်ခံလိုက်တယ်မဟုတ်လားအဲရွှေဘူးရောက်တဲ့ကဝင်ပါရှင်မဝင်မဲမနေပါနဲ့ဟုခင်စိန်ကြီးကငိုရိပ်ပြောလိမ့်မောင်ထုံးမြတ်ဒီယူရပိုက်ထွေးပြောလို့တည်းလျောက်ပြောလိုက်ကမိမိဝမ်းတွင်းရှိစီတဘောကိုတည်ရည်သွားမိကိုသိုးတော့ကြောင့်ဗာများမိတယ်လဲကြည့်ကြအောင်မိရာရှိရင်တင်ပို့လိုက်မယ်ဟုပြောရရှိသည့်အတိုင်းသာ ပြောလိထူခါခင်စိန်ကြီးကကြီးစုကြီးလာပါပြီမောင်ကြီးမောင်ကြီးကြီးစုတော့ဘယ်တော့မှမမိပါဘူးရှင်ဟုပြော၍ ဒီလောက်ကလေးများယေຊုတင်စရာမဟုတ်ပါဘူးနှမရဲ့ဒီလောက်မကတောင်နှမအတွက်ဆိုရင်ဆောင်ရွက်ပါမယ်ဟုမောင်ထောမြတ်ကပြန်ပြောစဲတွင်ရားသည်တည်ရွေ့ထွက်သွားလေ၏သူခါခင်းစင်ကြီးသည်ကွယ်လိုသူဖခင်ကိုတွေး၍ရန်စော့မိသည်နှင့်မောင်ထောမြတ်အားနှုတ်တောင်ပင်မဆင်နိုင်လောက်အောင်မျက်နှာကိုပေါ်ဝါအုပ်ပြီးလေသွားလေမောင်ထောမြတ်သည်ယထာထွက်ရေသွားသည်ကိုမျက်စိတစုံကြည့်လျက်နေပြီးမှယထာသည်ကြွေသွားသည်ဖြင့် မမြင်ရတော့အခါမှာဟီးချလေးရဲ့အိတ်တို့ပြန်သွားလေခင်းစင်ကြီးမှာမိထားထိုင်ကုန်းပေါ်မှာမိထိုင်လေးရဲ့ဖခင်တည်ဆုံးသည့်အတွက်နဲ့မိမိနေထိုင်ခဲ့သောနေအိမ်ကိုဆော့ပိတ်၍တရက်တရွာသို့သွားပြီးလင်သူတစ်ပါးအိမ်တွင်နေထိုင်ရအောင်မြည်အေးမျိုးကို တွေးတော၍မျက်ရည်မစင်နိုင်အောင်ရှိလေထို့နောက်မုံထုံးမြက်ရဲ့အကြောင်းစဉ်းစားမိပြန်သည့်ဖြစ်၎င်းအားလည်းကြီးစုတင်ရန်များစွာရှိပေသည့်အကြောင်းများကိုစဉ်းစား၍နေခြင်း မဆောကမမလေးဖေဟာမမလေးအနာကဘာစက်ကူလဲဖေဟာဟုပြောတဲ့ဖြင့်ကောက်ယူပြီးဖြေးကြည့်ရာငွေစက်ကူတရားတန်တစ်ချက်ကိုတွေ့တော့ခါခင်းစင်ကြီးလဲ၎င်းငွေစက်ကူသည်မိမိအနည်းတို့မိတို့ရောက်ရန်ရှိသည်နည်းဟုတွေးတော်ရေမရဖြစ်လေထို့နောက်မှ မောင်ထုံးမြက်ကိုတတိယသဖြင့်ကုထုံးမြက်သည်ငါးကြီးဖြစ်ကူတည်၍ခြားထားခဲ့သည်ဖြစ်မည်။အော်တဲပြီးတဘောကြီးတဲ့လူကြောက်ပါလား။ငါဘက်ကင်ကိစ္စမှာလဲသူလာပြီး ချင်းမကိုင်းမီလက်မကိုင်းမီစိတ်ရောကိုပါဆောင်ရွက်ရှာတဲ့အပြင်ငါ့မှာငွေကြီးမလုံလောက်ဖြစ်နေတာကိုလည်းသိရှာလို့ဒီဟာကိုပေးလိုက်ရှာတာပဲသူတော့သူကောင်းတိုင်းလဲပဲငါကအလိုက်မသိလို့မတော်ရဘူးဒီငွေကိုငါသုံးလို့လည်းမတော်သူတော့စာနဲ့ရေးပြီးပုလိရင်လည်းရိုင်းရကြတော့မယ်ဒီတော့သူနဲ့တွေ့တဲ့အခါကျမှပဲပြန်ပေးတော့မယ်ဟုအောက်မေ့၍စကူကိုတင်လိုက်လေမိမိရည်တီမောင်ထုံးမြတ်စကဲကြီးရဲ့ကိစ္စတွင် ၎င်းအိမ်၌ပင် အချိန်ကုန်၍နေဒီကိုတည်သဖြင့်ခင်းစင်ကြီးကို မနာလူသောစိတ်ရှိ၍နေဒီဖြစ်ရာခင်းစင်ကြီးသွားမိနေကိုလည်းတိနှင့်ပြီးသောကြောင့်မိမိ၏အိမ်ပြင်ပေါက်မှလမ်း၍ကြည်နေစဉ်ခင်းစင်ကြီးယထာသည် အိမ်ရှိမှဖြတ်၍သွားသောအခါမုံထုံးမြက်လည်းယထာနှပေးမှစပိန်နှင့်လိုက်၍သွားသည်ကိုမြင်လိုက်ရသဖြင့်များစွာမချမ်းသာသောစိတ်နှင့်ဝင်းပေါက်မှရက်၍မုံထုံးမြက်၏အပြန်ကိုစောင့်နေစဉ်အဖဝေါထောင်မင်းပေါ်လာ၏ ဟဲ့မမီကြားပြီးပြီလားဟူမေယာဘာကြောင်းလဲဖေဖေရဲ့မောင်ထုံးမြတ်ကြောင်းလေဟောဟူဟာစစ်ဘိန်းနဲ့လာတာသူမဟုတ်ဘူးလားဘယ်နဲ့လဲကွမောင်ထုံးမြတ်စကဲကြီးနေတဲ့အိမ်ကိုမင်းကဝင်လိုက်တယ်ဆိုဟုတ်တယ်ကျွန်တော်ဝင်လိုက်တာတော်တော်ကြာသွားပြီတယ်လာတဲ့လူတွေပါလားမင်းတို့ကစိတ်ကြံကြတယ်ပေါ့လေမဟုတ်ပါဘူးဥယေဟုတ်ပြေတာပြောပြီးလင်ကဲကျွန်တော်အလုပ်တွေများနေလို့သွားကြည့်ပါဦးမယ်သွားဦးမယ်နော်မိမိဟုတ်နှုတ်ဆက်ကား ထွက်သွားလေအခန်းခနဲ့ပြီးပါပြီ။